ထိုင်းနိုင်ငံဘန်ကောက်မြို့ကိုရောက်ရှိနေတဲ့စစ်ကောင်းဆောင်ဘူရှုံမူကြီးမင်းအောင်လိုင်ကိုဧပြီလ၄ရက်နေ့မနက်ပိုင်းမှာလူတဲသမားမင်းအောင်လိုင်ကိုငါတို့မကြိုဆိုဘူးလို့စာတန်းချိတ်ဆွေးပြီးဆန္ဒပြခဲ့ပါတယ်။ဘန်ကောက်မြို့ရှန်ဂီလာဟိုတယ်နားကြောက်ဖျားမြစ်မှာရှိတဲ့စုံတက်ရှောင်းတက်ဆင်မဟာတရားပေါ်မှာချိတ်ဆွေးဆန္ဒပြခဲ့တာဖြစ်ပြီးချိတ်ဆွေးပြီးတနအီရက်ကြာမှာအာနာပိုင်တွေရဲ့ဖိရှားတာကိုခံခဲ့ရတယ်လို့သိရပါတယ်။ဒါအပြင်ထိုင်းနိုင်ငံရောက်စစ်ကောင်းဆောင်မင်းအောင်လိုင်ကို ရှန်ဂီလာဟိုတယ်အတွင်းထိထိုင်းတက္ကသိုလ်ကျောင်းသားကလာရောက်ဆန္ဒပြခဲ့တာဖြစ်ပြီးထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေကကျောင်းသားကိုဖမ်းဆီးသွားခဲ့ပါတယ်။အဲ့ဒီကျောင်းသားဟာဖမ်းဆီးပြီးနိုင်ပိုင်းအကြမှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရဘန်ကောက်မြို့မှာကျင်းပမယ့် င်္ဂလားပင်လယ်ဩဂန္ဓာဆောင်နီးပညာနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် BIMSDEC ကိုတက်ရောက်ဖို့စစ်ကောင်းဆောင်ဘန်ကောက်မြို့ကိုမရောက်လာခင်ကလေးကကန့်ကွက်တာတွေရှိခဲ့ပါရှင်။